မင်္ဂလာပါအန်မီရီကစီစဉ်လေးရနေပြီးတော့ကြိုဆိုလိုက်ပါရစေ။ကဲဒီနေ့မှာတော့ Soul Light Star ရဲ့ Season 2ရဲ့အစားကျွန်တော်တင်ဆက်နေတဲ့ဖြစ်တဲ့အပိုင်းခွင့်ရဲ့အစားအပိုင်း၈ကိုကြည့်ရှုသွားမှာပဲဖြစ်ပါရစေ။ဒါနဲ့ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Subscribe လုပ်သွားပြီးတော့ဘေးနားအခောင်းလောင်းပုံလေးကိုနှိပ်ထားဖို့တောင်းဆိုချင်ပါသေး။ကျွန်တော်တို့ကခန်းလေးကဘရင်အစင်းရှိတဲ့ AR မနဆိုးမြောက်ကိုအနားယူလိုက်ပြီးဒါတော့ငါ့ကိုတကယ်ကြိုးစားအောင်မလုပ်နိုင်ဘူး။ငါရဲ့တိုက်ခိုက်ရေးဆွမ်းကစစ်နက်ဖျားအစင်ပဲလို့ပြောလိုက်တာနဲ့စတင်ပါသေး။ ဝီလျံကသူ့ကိုဖုံးခေါ်ပြီးလျော်ဖုံးရဲ့အစင်းသမတ်ချက်စနစ်ထဲမှာလှိမ့်မြန်သောတိုးတက်လာပုံနဲ့ခန်ဒီရဲ့စံချိန်ကိုချိုးရမဲ့အကြောင်းအတည်ပေးပါရယ်ခန်ဒီကစိတ်ဝင်စားသွားပါရယ်အဲ့ဒီနောက်လျော်ဖုံးကိုလေးချင်းရင်မျောတင်ထဲမှာမြင်ရပြီးလေးချင်းစကန်နဲ့ကလူတိုင်းကသူ့ရဲ့အစင်းတက်လာပုံကိုစောင့်ကြည့်နေကြပါရယ်သူကတန်ချက်ကနဂါကိုလေးချင်းရင်မျောတင်အတူရောင်ထဲမှာတိုက်ခိုက်နေပါရယ်သူဟာထိတ်သုံးတရာတွေကိုရောက်ပြီးခန်ဒီရဲ့စံချိန်ကိုချိုးလိုက်မယ်လို့ထင်ရပေမဲ့နောက်ဆုံးမှာရှုံ့နေသွားပြီးအစင်းတရာနှစ်ကိုကြာသင်းသွားပါရယ် ဒါပေမဲ့ဒါကလည်းအလွန်အထင်ကြီးတရာကောင်းနေတော့မှာပဲတခြားသီးသီးတွေရောအကြောင်းသားတွေကလီယိုဖိုအနေနဲ့နောက်နှစ်ရက်အတွင်းထိတ်သုံးတရာကိုရောက်ဖို့အခွင့်အရေးရှိမရှိဆွေးနွေးနေကြတော့ခန်နေပြန်ရောက်လာပြီးအခုရက်သစ်မီလိုလီယိုဖိုကိုပြောပါရယ်ခန်နေထွက်သွားတော့ဝီလျံကလီယိုဖိုကိုပြည့်ရတဲ့စကားထိုးပါရယ်မနက်ပြန်ခန်းလေးကဂျူချင်းကိုချေရေးဆိုဖို့လေနဲ့ထွက်သွားတော့မယ်။မင်းကအရက်သားတယောက်ပါ။အဲ့လိုအရေးပါတဲ့မိသားစုကလူတယောက်ကိုလိုက်ဖို့မင်းမအခွင့်အရေးမရှိဘူးလို့ရှင်းပြပါရစေ။ ဝီလျံကတခင်လုံးချင်ဟန်နဲ့လီယိုဖုန်းရဲ့ပကုံကိုတိုးထီးဖို့ကြိုးစားပေမဲ့လီယိုဖုန်းကလက်မောင်းကိုချုပ်ပြီးမင်းတို့နှစ်ယောက်ကြာကလူမှုကွာဟာချက်ကိုကြော်လာဖို့ဒီအစင်းသမတ်ချက်စီရင်ကိုသုံးပြီးကျူချင်းနဲ့အတူနေမယ်လို့ပြောလိုက်ပါရယ်။အဲဒီနောက်မှာတော့ခန်နေရဆွဲငင်အာကန်ထဲမှာရှိနေတာကိုတွေ့ရပါရယ်။သူကသူ့မိသားစုရဲ့အနေထားကိုထိမ့်သိမ့်ဖို့အောင်မြင်ဖို့သူ့အပေါ်ဖိအားတွေနဲ့အဲ့ဒါတွေကိုလှုပ်ဆောင်ရမယ့်နီလန်းတွေကိုစဉ်းစားနေပါရယ်။လေချင်းစကန်ကနေထွက်လာတဲ့အခါမှာတော့ကျူချင်းကစေသက်ညီနိုင်ဖို့ပြည်သူတို့ခုပဲလို့ကိုးပါးသာမှတ်ချက်ချလိုက်ပါရယ်။ ကျွန်တော်တို့မြင်ကွင်းကိုပြောင်းလိုက်တဲ့အခါမှာတော့ဂျူရှင်းဟာလီယောဖုန်းကိုဖုန်းကောက်ဝေကျူသားနေပေမဲ့သူကမကင်ပါဘူး။သူမရဲ့အကူကလီယောဖုန်းကဘယ်နှစ်မှဆိုသိနိုင်တာမို့လက်လျှော့လိုက်ပါလို့ပြောလိုက်ပါရယ်။သူမရဲ့အဖို့ မိသားစုကောင်းဆောင်ကခန်ဒီဖော်လီနဲ့နဲ့ခိုင်မာတဲ့မာမေဖွဲ့ဖို့သူမကိုလက်ထပ်ပေးဖို့စီစဉ်ထားကြောင်းလည်းပြောပြပါရယ်။သူမငိုကြွေးလာပြီမဲ့နောက်ဆုံးမှာတော့လီယဖုန်ဖုံးပြန့်ဖြေတာကြောင့်စိတ်သက်သာရာရသွားပြီးသူတို့နှစ်ဦးဟာသူတို့ရဲ့ပြဿနာတွေကိုအတူတူရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ကြပါရယ်။လီယဖုန်ရဲ့အစင်သမတ်ချက်ကလာနောက်ဆုံးမိနစ်60နီးကပ်လာတဲ့ခါမှာတော့လေးချင်းစကန်တစ်ခုလုံးတင်မမူရီနဲ့ပြင်းနေနေပါရယ်။ဝီလီယံကခန်ဒီကိုထိုးယွင်းသူတွေတဲကထိုးကျွန်းသူလို့ချီကျူးနေတော့လီယဖုန်ရောက်လာပြီးခန်ဒီနဲ့လောင်းကြီးထပ်ပါရယ်။ငါသားမင်းရဲ့ဆန်ရှင်ကိုချိုးပြီးထိတ်ဆုံးတရားတွေကိုရောက်ရင်မင်းမိသားစုကိုကျူးရှင်းနဲ့ချေချိုက်ဖို့မထိုက်တန်ကြောင်းဒါရိုက်ပြောပြပါလို့လီယဖုန်က ောပြီးလေးချင်းမျောတင်နဲ့ဝင်သွားပါတယ်။လျော်ဖုံးကတန်ကြက်ကနကားကိုတိုက်ခိုက်ရင်လေးချင်းမျောတင်နဲ့မှကောင်းကောင်းလှုပ်ဆောင်နေပါတယ်။ဒါပေမဲ့ရှေ့သက်သွားတာနဲ့အများစိန်ကုန်မှုကပိုခတ်လာပြီးတန်ကြက်ကနကားလေးကောင်ကိုတိုက်ခိုက်ရတော့မယ်။ခွေးမြူထားတဲ့အချိန်အတွင်းအမြင်နိုင်မှမလားလို့သူစိုးရိမ်နေပါတယ်။လေးချင်းမျောတင်နဲ့မှတည်ဆုံဝင်ရှိပြီးအချိန်မကုန်သေးရပြန်ပေါ်လာနိုင်တာကြောင့် အရင်တည်ထောင်မှုတွေကနေတင်ယူဖို့ကြိုးစားပါတယ်။သူက မြေပြင်မှာအပေါက်တစ်ပေါက်ဖောက်ပြီးမီးတောင်းချော်ရတဲ့ကြောင်းလေသာကတန်ကြက်ကနဂါးတွေကိုအနိုင်ယူလိုက်ပါတယ်။ဒီအနိုင်ရမှုနဲ့အတူသူဟာခန်းနေရဲ့ဆန်ညကိုချိုးပြီးစကမ်းမှာပထမဆုံးကာလာအတွင်းအစင်း68ကိုတက်သွားတာကြောင့်လူတိုင်းအံ့အားတင်သွားကြပါတယ်။တကဘာလုံးကဆန်ချိန်ချိုးခဲ့တဲ့လီယော်ဖုန်းအကြောင်းပြောနေကြပါတယ်။ဘန်နီနာကလီယော်ဖုန်းကိုတခါရဲအပြစ်သက်ဖယ်ရှားနိုင်ဖို့ကျူကောင်ကသူတို့ကိုပစ္စည်းတွေပေးတော့မယ်လို့ကန်နေကိုအသိပေးပါတယ်။ ကျောင်းသားတွေအားလုံးကိုစုဝေးသိပြီးထက်ဆောင်လေးချင်းမှုအတွက်ဘသူကထိုက်တန်တယ်လဲဆိုတာသိဖို့ဟုံကသူတို့ကိုစူပါနိုဗာစံတမှုတွေပြုလုပ်ဖို့အမိန့်ပေးထားကြောင်းအသိပေးပါရယ်စံတမှုတွေရဲ့အနိုင်ရသူဟာမယုံနိုင်တဲ့ဆုလက်တွေရရှိမှာပါအဲ့ဒါတွေကတော့တိုက်ခိုက်ရေးဝေဆုံအသက်၉သုံးပစ္စည်းအသက်၂ခုသူတို့ရွေးချယ်တဲ့လှုပ်ဝက်နည်းစနစ်တစ်စုံဒေါ်လာ၁၀ဘီလီယံနဲ့သူတို့ရဲ့စွမ်းအားကိုနှစ်ဆင့်တိုးမြှင့်ပေးနိုင်တဲ့ငကားသွေးစေးရီတစ်လုံးလို့ဖြစ်ပါရယ်စံတမှုတွေကိုအပိုင်းနှပိုင်းခွဲထားပါတယ်ပထမပိုင်းကတော့တယောက်ချင်းတိုက်ခိုက်မှုတွေဖြစ်ပြီးနိုင်တိုင်းတမတ်ရရှိမှာဖြစ်ပါတယ် ထိတ်သုံးစကြောက်ကတော့တယောက်ချင်းအနိုင်ရမှာနောက်တစ်ဆင့်တက်တဲ့ပြိုင်ပွဲမှာပါဝင်ရမှာပါအဲဒီနောက်မှာတော့လီယိုဖုန်းကပြိုင်ပွဲမှာចောင်းသားတယောက်ပြီးတယောက်အနိုင်ယူနေတဲ့မြင်ကွင်းများကိုအစီအစဉ်အတိုင်းပြသပါရယ်လီယိုဖုန်းကចောင်းရှုနဲ့ထိတ်တိုက်ရင်ဆိုင်ရတာကိုတွေ့ရပါရယ်သူမကလည်းမလျှော့ဘူးသူ့ကိုတတိပေးပြီးတိုက်ပွဲစတင်ပါရယ်သူကောင်းကောင်းတိုက်ခိုက်ပေမဲ့သူမကပုံမြန်ပြီးဓာဆွမ်းရည်ကသူ့ထက်ပိုကောင်းပါရယ်သူမကမျိုးတော်အတူရောင်ကိုသူ့အတွက်အားသာချက်အဖြစ်အသုံးပြုပါရယ်သူမကကုန်နေကားနှစ်စီးကိုသူ့စီတိုင်းမီအောင်ပို့လိုက်ပြီးအနိုင်ရသွားပါရယ် တိုင်ပွဲကနေထွက်လာတဲ့အခါသူမကသူလင်းမျက်နှာကြည့်ထားလာပုံကိုချီကျူးပေမဲ့ဒုတိယပိုင်းပြိုင်ပွဲရဲ့အတွေ့အကြုံတွေကြီးညာတဲ့အခါသူမရဲ့ပုံမှန်တက်ကြနေတဲ့ပုံစံကအနေအနှဲငယ်တုံ့လွန်သွားပါတယ်။ဘာကြောင့်လဲဆိုတော့ခန်နေကသူမရဲ့ပြန်ပြဖြစ်နေလို့ပါ။ခန်နေနဲ့ចောင်းရှုလို့တိုက်ခိုက်ကြတဲ့အခါခန်နေဟာသူမရဲ့တိုက်ခိုက်မှုတွေကိုအာမထုတ်ပွဲရှောင်နေပြီးပေါ်ပေါ်ပါပါထုံနှံမှုတွေနဲ့သူမကိုလဲကြစေပါတယ်။ចောင်းရှုကလည်းမလျှော့ပဲလီယော်ဖုန်းကိုအနိုင်ယူခဲ့တဲ့သူမရဲ့လျှင်မြန်မှုမျိုးနဲ့ခန်နေကိုကြောဖြတ်ဖို့ကြိုးစားရင်းဓာရီတိပိနေနဲ့ခြေကံမှုတွေအားလုံးကိုအသုံးပြုပြီးတိုက်ခိုက်ပါတယ်။ သူမရဲ့တိုက်ခိုက်မှုတွေကပြင်းထန်ပေမဲ့သူကပြုံးရှင်းသာနဲ့သူ့ရဲ့တိုက်ခိုက်အားကိုတိုးလိုက်ပါတယ်။သူမကလုံးဝရှင်းလို့မရပဲသူကသူမကိုအနိုင်ယူလိုက်ပါတယ်။ဂျဲနက်ကခန်ဒီရှင်းမှာပဲလီယော်ဖုန်းကိုပုံမှန်လင်းလင်းမြူတဲ့စကားပြောပါတယ်။ ဖိုင်နယ်မှာတွေ့ရင်မင်းကိုပဲအားပေးမယ်လို့ပြောပါရယ်။ခန်တေးကမတော်လုံးဟန်ရှိပြီးလီယော်ဖုန်းကလည်းသူတို့နှစ်ဦးကစားနေတဲ့ထူးဆန်းတဲ့ဂိမ်းတွေနဲ့ပတ်သက်ဖို့မလိုလားဘူးလို့ပြောလိုက်ပါရယ်။ရှမ်းဗန်ဟာလေးချင်းမို့သူ့ကိုယ်သူတုံအားပေးနေတဲ့လီယော်ဖုန်းကိုတွေ့ပြီးမင်းရဲ့ကြွမ်းကျင်မှုနဲ့ခွန်အားကခန်တေးနဲ့ရှင်ဘာမှမဟုတ်ဘူးလို့ပြောလိုက်ပါရယ်။လီယော်ဖုန်းကသူ့ရဲ့ဝိညာဉ်ဆန်အားတွေနဲ့ဖြည့်သိမ်းမယ်လို့ပြောတဲ့အခါသူမကသူ့ကိုလှည့်မြန်စွာချီးမွမ်းလိုက်ပါရယ်။ မင်းဟာအဲ့ဒီစွမ်းအားတွေကိုဘလူးတွေနဲ့တိုက်ခိုက်ရမှာပဲတကယ်အသုံးပြုခဲ့ပြီးလူသားတွေနဲ့တိုက်ခိုက်တဲ့နေရာမှာအတွေ့အကြုံမရှိသေးဘူးလို့သူမကအတည်ပြုပါတယ်။သူမကသူ့ရဲ့စွမ်းအားကွာမှုကိုကြော်ဖြတ်ဖို့နီလန်တို့ကတည်ကြောင်ပြောပေမဲ့ခက်ခဲလိမ့်မယ်လို့ဆိုပါတယ်။သူဟာလေးချိန်မြောက်သူဟာလေးချိန်မြောက်မိုးချိန်သားနီးစနစ်ကိုကျွမ်းကျင်အောင်လုပ်ရမှာဖြစ်ပါတယ်။အဲ့ဒီနောက်ခန်းနေတဲ့လျော်ဖုန်းတို့နှစ်ယောက်သုံးလုံးသူတို့ရဲ့ပွဲတိုင်းကိုအနိုင်ယူဖို့ဖိုင်နီမှာတယောက်နဲ့တယောက်တိုက်ခိုက်ဖို့ကြံနေတဲ့မြင်ကွင်းများကိုထပ်မံပြသပါရစေ။တိုက်ဝဲမဆက်ခင်ကမှာလျော်ဖုန်းက9 Thunderin Blade နီးစနစ်ရဲ့စတုဒ္ဒအစဉ်ကိုမကျွမ်းကျင်သေးပါဘူး။ အဲ့ဒီနောက်မှာတော့ဗန်နီနာပိုလီနက်ကသူမရဲ့ဟက်ကာကလုံချုံရေးနေ့စနစ်ကိုဟက်လိုဗီ VR ရဲ့တိုက်ပွဲရဲ့နာကျင်မှုအဆင့်ကိုမြင့်တင်နိုင်ပါတယ်။ဒါဆိုရင်လီယိုဖုန်းရဲ့အာယုံကျော်စနစ်ကိုထိခိုက်သေးပြီးခန်နေကသူ့ကိုအနိုင်ယူနိုင်မယ်လို့ခန်နေကိုပြောပါတယ်။ခန်နေကတော့အဲ့ဒီလိုမလုပ်သင့်ဘူး။တကယ်အသက်ရှင်ရသေးတဲ့တိုက်ပွဲကဆန်သက်မှုတွေပြီးတဲ့အခါចောင်းသားတွေကအနယ်ရှိတဲ့ဘလူးတွေကိုတိုက်ခိုက်ဖို့တောင်ပိုင်းတိုက်ကြီးကိုသွားတဲ့အခါဖြစ်လာလိမ့်မယ်လို့ပြောပါတယ်။ လျော်ဖုံးကိုတိုက်ခိုက်ခြင်းရဲ့အဲ့ဒီအချိန်ကလုံးတဲ့အချိန်ပဲလို့ပြောပါရယ်သူရဲ့မိသားစုအမိကိုအငင်းပွားရမှရှိပဲကိုမျိုးနိုင်ဖို့သူရဲ့ကိုယ်ပိုင်ခွန်အားနဲ့အနိုင်ယူဖို့ရည်ရွယ်ကြောင်းလည်းပြောပါရယ်သူမကသူ့ကိုချစ်ကြောင်းသိပေမဲ့သူသားကိုအလိုလိုက်တာကသူ့ကို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 အထင်ကြီးလွန်းသိပြီးတေဆုံးသိခဲ့တာဖြစ်နိုင်တယ်လို့လည်းပြောလိုက်ပါရယ်ဗနီနာဒေါသထပ်ပြီးဖုံးချလိုက်ပါရယ်နောက်တနေ့မှာတော့ចောင်းသားတွေကလျော်ဖုံးရဲ့အနိုင်ရဖို့အခွင့်အရေးကိုဆွေးနွေးနေကြပြီးတင်းမာမှုတွေတိုးလာပါရယ်လျော်ဖုံးနဲ့ခန်နေဟာတယောက်ကိုတယောက်အတန်နဲ့ဆူဆိုက်ကြည့်ပြီး VR ထိုင်ကုန်နေတဲ့ဝင်သွားကြပါရယ် ဗန်နီနာကခန်းနေပါလို့ချင်းချင်းငါကယူမဆိုင်ဘူးငါရဲ့ဟက်ကာတွေကစနစ်ကိုဟက်လို့ထားပြီးပြီးအကောင်သောအချိန်ရောက်ရင်လီယိုဖုန်းတိုက်ခိုက်လို့မရအောင်ငါဖွင့်လိုက်မယ်လို့သူခင်မုံကိုကြီးညာပါတယ်တိုက်ပွဲစတင်ပြီးနှစ်ယောက်စလုံးကပြပြတတထိုးနှက်နိုင်ခြင်းမရှိသေးပေမဲ့လီယိုဖုန်းကအားနေနေတာရှင်းပါတယ် ။ကန်နေကနောက်ဆုံးတော့လီယော်ဖုန်းရဲ့ဘိုက်ကိုပြင်းပြင်းထန်ထန်ကန်လိုက်ပြီးအဆောက်အအုံများတာတွေကိုလင်းသင်သွားသေးပါရီ။တိုက်ပွဲဆက်ဖြစ်နေပြီးကန်နေဟာတိုက်ပွဲထဲမှာအမထုတ်ဘူးဆိုတာသိတာထင်ရှားနေပါရီ။လီယော်ဖုန်းကအဆောက်အအုံပေမှာလမ်းလျှောက်တာမျိုးလို့ပုံမှန်မလုံနိုင်တဲ့လှုပ်ရှားမှုတွေကိုလုပ်ဖို့သူ့ရဲ့ဝိညာဉ်စွမ်းအားတွေကိုစတင်အသုံးပြုပါရီ။ကန်နေကလည်းပြပြေးစုံတဲ့ခန္ဓာကိုလှုပ်ရှားမှုတွေကိုသုံးပြီးစွန့်ငင်အားကိုတစ်စိမ့်တစ်ပိုင်းခြေပြက်ကအဲ့လိုပဲလုံနိုင်ပါရီ။တိုက်ပွဲကတဖြည်းဖြည်းမျှတလာပေမဲ့ကန်နေရဲ့ပြပြေးစုံနဲ့ခန္ဓာကိုလှုပ်ရှားမှုတွေအသုံးပြုမှုကအဆောက်အအုံကိုသာမကလီယော်ဖုန်းရဲ့ခန္ဓာကိုပါအသုံးပြုပြီးအသာသီးရသွားသေးပြန်ပါရီ။ ဒီအချိန်မှာပဲဗန်နီနာရဲ့ဟက်ကဝင်လာပြီးလီယိုဖုန်းနာကျင်မှုနဲ့ရိုက်ခတ်ခံလိုက်ရကအာယုံပြတ်သွားပါတယ်။ခန်ဒီကသူ့ရဲ့လက်မောင်းကိုလှည့်ပြတ်လိုက်ပြီးလူတိုင်းတစ်ခုခုမားနေပြီဆိုတာသတိထားမိကြပါတယ်။ခန်ဒီဟာသူ့အတော်ရဲ့ဝင်ရောက်ဆက်ပတ်မှုကြောင့်ဒေါသထွက်ပြီးဓာတ်ကိုပစ်ချလိုက်ကဟက်က30စက္ကန့်ပဲကြာမှဖြစ်လို့လွန်သွားအောင်စောင့်နေလိုက်ပါတယ်။လီယိုဖုန်းမတ်တက်ရပြီးအားသာချက်မရှိပဲတိုက်ပွဲကိုဆက်တိုက်ဖို့ရွယ်တဲ့အခါမှာတော့ခန်ဒီကသူ့လက်ကိုနောက်ပစ်ထားလိုက်ပါတယ်။လီယိုဖုန်းကသူ့ရဲ့ဝိညာဉ်စွမ်းအားတွေကိုအပြေးဝအသုံးချပြီးအပြက်စီးတွေကိုခန်းနေစီပို့ကထိုးစစ်ဆင်ပါတယ်။ ဒါပေမဲ့ခန်ဒီကလည်းအဲ့ဒီအပြက်စီးတွေကိုထိထိကျကျပြန်သုံးနိုင်ပါတယ်ခန်ဒီပြန်အသာသေးယူလာချိန်မှာလီယိုဖုံးက9 Tandarin Play ရဲ့တရုတ်ဒအစဉ်ကိုကျွမ်းကျင်သွားပြီးတိုက်ပွဲကိုအနိုင်ယူလိုက်ပါတယ်လီယိုဖုံးကသူ့ရဲ့ဗီယာထိုင်ကောင်ကနေထွက်လာတဲ့အခါခန်နိကထွက်ခွာသွားနေပြီဖြစ်ပါတယ်။သူကငကားရုပ်တုရဲ့ဥကြုံပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရပြီးဆိုရာဘူတပူးကိုသူ့စီပြေးပေးလိုက်ကသူ့အနေနဲ့လီယိုဖုန်းကိုရင်ထဲကနေလေးသားရတဲ့ပထမဆုံးပြိုင်မဲ့ဖြစ်တယ်လို့ပြောပါတယ်။ခန်နိကနောက်ထပ်အသက်တေးရေးရှင်ရဲ့တိုက်ပွဲမှာတော့ဂယူနာကိုမမျှော်လင့်ဖို့သတိပေးပြီးထွက်သွားပါတယ်။ လီဗာပူးအနိုင်ရတဲ့အတွက်ဂျူရှင်းဟာခံနေနဲ့လက်ထက်ပြာမလို့တော့ဘူးလို့အတိပေးခံရပါတယ်။သူမရဲ့ဝန်တော့ဝန်ဘိုးတွေကနေကယ်တင်ပေးတဲ့အတွက်သူ့ကိုစေတဲကနေကျေးဇူးတင်ပြီးအနယ်ရှိတဲ့ဘလူးတွေကိုတိုက်ခိုက်ဖို့တောင်ပိုင်းတိုက်ကြီးကိုသွားတဲ့အခါသူမပို့လိုက်တဲ့ကံကောင်းစီရဲ့အဆောင်လက်ဖွဲ့ကိုသူရခဲ့ပါသေးလို့ဆုတောင်းပါတယ်။လီယာဖုန်းဟာသူ့ရဲ့ဆုလက်ရဲ့တစိမ့်တစ်ပိုင်းအဖြစ်အရေးအသွေးမြင့်တာတွေကိုအော်ဒါမှာယူပါရယ်သူ့ရဲ့ဆုလက်ကိုကျန်းဖန်တဲ့ဆရာယန်တို့ကစိတ်တူတော်ရဲ့အနေနဲ့လာရောက်ပို့ဆောင်ပေးတာကိုတွေ့ရတဲ့အတွက်အံ့အားသင့်သွားပါရယ် ဒီတန်ဖိုးရှိတဲ့ဆုလအတွက်လုံချုံရဲ့အလိုမြင်မာတာကြောင့်သူတို့အဆင့်စစ်တီတော်တွေပို့ဆောင်ပေးဖို့လိုအကြောင်းရှင်းပြပါတယ်။သူရဲ့ဆွမ်းအားမြင့်တာအသက်တွေနဲ့အတူလီယော်ဖုန်းကငကားသွေးကိုလည်းရရှိခဲ့ပါတယ်။သူအဲ့ဒါကိုရင်မော့ပေါ်လိမ့်လိုက်ပြီးနာကျင်မှုနဲ့ရိုက်ခတ်ခံလိုက်ရတာကြောင့်အော်ဟစ်လိုက်ပါတယ်။ သူ့ရဲ့ဝိညာဉ်ဆန္ဒတွေထိန်းချုပ်မရဖြစ်သွားပြီးအရာဝတ္ထုတွေကိုမျက်နှာချက်စီလွှင့်စင်စေကရေသက်တွေကိုလေထဲမှာဆိုင်းငံထားလိုက်ပါတယ်။သူ့မိလဲသွားပြီးနောက်တနေ့မနက်မှာနာကျင်နေပေမဲ့လမ်းစမ်းတက်ကြတာနဲ့ကျမ်းပြင်ပေါ်မှာနိုးလာပါတယ်။နဂါးသေးကသူ့စနစ်ကိုမြှင့်နေပြလိုက်တဲ့အတွက်သူ့ရဲ့လက်သေးထိုးအားကိုဆန်သက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကမနေ့ကတည်းကနေ့တက်မှငါးသာပိုမြင့်နေတာကိုတွေ့ရပါတယ်။သူကအခုအငေးတန်းစစ်နက်ဖျားဖြစ်လာပြီးစစ်နက်ဖျားအစင်ဘလူးနှကောင်ကိုတက်လိုက်တာနဲ့တရားဝင်စစ်နက်ဖျားလို့သတ်မှတ်ခံရတော့မှာဖြစ်ပါတယ်။ပြိုင်ပွဲပြီးသွားပြီဖြစ်လို့ចောင်းသားတွေက NL ရှိတဲ့ဘလူးတွေကိုလိုက်လံရှာဖွေဖို့တောင်ပိုင်းတိုက်ကြီးကိုသွားကြတော့မှာဖြစ်ပါတယ်။ ဘန်နီနာပိုလီနိုင်ရဲ့ခင်မုံကလျော်ဖုံးဘလောက်ပဲတန်မာလာလားအရေးမကြီးဘူးသူတောင်ပိုင်းတိုက်ကြီးကိုသွားတဲ့အခါချောင်းမြောင်းတိုက်ခိုက်ဖို့စီစဉ်ထားပြီးသူ့ကိုယ်သူဖယ်ရှားပစ်ဖို့စီစဉ်ထားတယ်လို့ကြေညာတာကိုကျွန်တော်တို့တွေ့ရပါတယ်ဘန်နီနာကလျော်ဖုံးကိုတခြားဘောချိန်မိုးနိုင်အောင်သူနဲ့အတူအင်အားကြီးရဲ့လူချို့ကိုစီစဉ်ပေးမယ်လို့ပြောပါတယ်လေချင်းစကမှာလီယိုဖုံးကအကွာအဝေးကိုကြည်ပြီးပြုံးလိုက်ပါတယ်။ဘလို့အန်နီယရေရှင်နေပါသေးသူ့ရဲ့အင်အားအသင့်နဲ့ရင်ဆိုင်ဖြစ်ခြင်းနိုင်မလို့ယုံကြည်မှုရှိနေလို့ပါပဲ။ ကဲဒါလေးကတော့ Solar Star ရဲ့အပိုင်း၈ဖြစ်ပြီးတော့နောက်လာမယ့်အပိုင်းကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက် Subscribe လေးနှိပ်ပြီးတော့ဗီနာအခောင်းလောက်မှုလေးနှိပ်ထားဖို့ကြိုးစားပါတယ်